2020တနွေဦးတွင်စတင်ခဲ့သည့်တော်လန်ရေးနိုင်ငံရေးတည်ငါးနှစ်တာကာလအတွင်းသို့ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ကောင်းမွန်တိုးတက်သောအနာဂတ်တိုင်းပြည်ဖြစ်သူရောက်ရှိရေးဆက်လက်ကြိုးပမ်းကြရအောင်မည်လည်းဖြစ်ပါသည်။ယခင်ထက်ပိုမိုကောင်းမွန်သောတိုင်းပြည်၏တမိုင်းကောင်းတစ်ခေတ်ကိုဖန်တီးနိုင်ရေးကြိုးပမ်းအားထုတ်နေချိန်တွင်ကျောင်းသားလူငယ်များ၏ပညာရေးနှင့်ပြည်သူလူထု၏ကျန်းမာရေးစောင့်ရှောက်မှုသည်အခက်အခဲများစွာကြားမှရှိတာနှင့်လှအောင်ဝတ်ဆိုတကယ်သူဖြတ်တန်းနေကြရသည်မှာ။ စစ်ပေးတံတင်ဒေတာများမှပြည်သူများအသိပင်ဖြစ်ပါသည်။ចောင်းသားလူငယ်များဤပညာရေးနှင့်ပြည်သူလူထု၏ကျန်းမာရေးကဏ္ဍသည်တိုင်းပြည်၏ပြစ်ဆုံးပံနှင့်အနာဂတ်ဖြစ်ပါသည်။ပုံမူကောင်းမွန်သောတိုင်းပြည်၏အနာဂတ်ကြိုးစားဖန်တီးရာတွင်အရေးပါသောចောင်းသားလူငယ်များ၏ရှေ့ရေးကိုမျှော်တွေး၍ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍမှတာဝန်ထမ်းဆောင်သူများ၏ရွေးချယ်မှုအပေါ်ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRE မှအနောက်ရှက်အဟန့်ဒါပြုလုပ်သွားမည်မဟုတ်ဘဲနားလည်မှုပေးသွားမည်ဖြစ်သည့်ပညာရေးနှင့်ကျန်းမာရေးကဏ္ဍမှတာဝန်ထမ်းဆောင်သူများအနေဖြင့်အခက်အခဲများထိခိုက်မှုများကြုံရလင်လဲ လက်လန်းမီသည်။တက်ဆွမ်းသည်။ကျူပန်းအားထုတ်ပေးမတော်မီဖြစ်ပါသည်။တို့ရာတွင်ပညာရေးနှင့်ကျန်းမာရေးကဏ္ဍမှတာဝန်ထမ်းဆောင်သူများအနေဖြင့်လက်ရှိနိုင်ငံရေးတော်လှန်ရေးကဏ္ဍတွင်အသီးသီးကျူပန်းနေကြသောအင်အားစုများ၏လုပ်ငန်းစုများကိုထိခိုက်စေမှုအနောက်ရှက်ဖြစ်စေမှုများလုံးဝလုံးဝမပြုလုပ်မိစေရန်ပြင်းပြင်းထန်ထန်လေးလေးနက်နက်သတိပေးအပ်ပါသည်။တိုင်းပြည်တပ်ပြည်ပညာရေးနှင့်ကျန်းမာရေးကဏ္ဍသည် ကာလရှည်ကြာရပ်တန့်ထားယူမရသောအရေးကြီးကဏ္ဍများဖြစ်ပါသည်။ ပုံမူကောင်းမွန်သောပြစ်ဆုတ်ပံနှင့်အနာဂတ်ကိုမျှော်ယဉ်၍ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ၌တာဝန်ထမ်းဆောင်သူများနှင့်ပတ်သက်သည့်သဘောထားကိုအများပြည်သူများသိရှိစေရန်ထုတ်ပြန်အပ်ပါသည်။ဗမာမျိုးသားတော်လှန်ရေးတမတော်